PDSV ဟာဘာကြောင့်ဒီလောက်ဆွဲဆောင်နိုင်ရတာလဲမျက်နှာခွဲခြမ်းစိတ်ဖြာမှုကျွမ်းကျင်ပညာရှင် Kuvastorio က PDSV ရဲ့မျက်နှာကိုတုံ့သက်ပြလိုက်တဲ့အခါပြည်သက်တွေကမှအများကြီးစိတ်ဝင်စားခံခဲ့ရပါဗျာ ဒီเจ้าရရဲ့ခေါင်းစဉ်ကိုကခင်းချဲဟောင်းကိုဘေးအရာကများအရန်ဆွဲဆောင်မှုရှိစေတာလဲလို့ပေးထားခဲ့ပါတယ်။သုံးသက်ချက်တွေမှာ plastic surgeon တွေအလှပအရေးရာအကြံပေးတွေ fashion နဲ့ moral agency တွေနဲ့တခြားပညာရှင်တွေလက်ခံထားကြတဲ့မျက်နှာတိဆောက်ပုံစံနှုံးတွေကိုပဲအသုံးပြုထားပါတယ်။ Cover Studio က V ဟာ K-pop ရဲ့အချောဆုံးယောက်ျားဖြစ်ကြောင်းဖော်ပြခဲ့ပြီးဘဲချက်တွေကဆွဲဆောင်နေတယ်လို့ဆိုတာရှင်းပြခဲ့ပါတယ်။သုံးသက်ချက်တွေအရ V ဟာအပြည့်ကင်းစင်တဲ့စပင်း၊နက်မှောင်တဲ့မျက်ခုံ၊ရှေလျတဲ့မျက်တောင်၊ထင်ရှားတဲ့မေ ရိုးနဲ့ပြည်တင်းတဲ့နှက်ခမ်းတို့ကိုအချိုးကျကျပိုင်ဆိုင်ထားပြီးသူရဲ့ဆွဲဆောင်မှုကထင်းထွက်နေပါတယ်။ဒါ့အပြင် V ရဲ့အရေပြားကလည်းညီမျှတဲ့ skin tone ရှိနေပြီးဒီနှစ်ခေတ်မှာတွေ့ဖို့ခက်ခဲတဲ့နှူးညံ့တဲ့အသားရည်လေးဖြစ်နေပါတယ်။ဒါကြောင့်လည်း V ကပိုပြီးနှုတ်ငယ်နေတယ်လို့ကျမ်းမာပြီးဆွဲဆောင်မှုရှိတဲ့ပုံစံပေါက်နေရတာပါ။ဖီဟာကဘာတလွားရွေးချယ်တဲ့ဆွဲဆောင်မှုရှိသောမြို့သားစင်မှာအမြဲတမ်းပါဝင်နေသလိုနံပါတ်1ကိုအများဆုံးရရှိထားတာကြောင့် Handsome Man Title Collector ဖြစ်လဲသတ်မှတ်ခံထားရပါဗျ 2019ခုနှစ်က TC Candela ရဲ့ Most Handsome Faces in the World မှာနံပါတ်1ချိတ်ခဲ့တဲ့ V ဟာ Masculinity ရဲ့ Femininity ပေါင်းစပ်ထားတဲ့ရွှေချိုးမျက်နှာပိုင်ရှင်အဖြစ်မျက်နှာပညာရှင်တွေကြားမှာကြော်ကြားပါဗျာ။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်ရှင်။